တက်ကုံဝါကိုထက်ကြီးကစီကတ်ခါစားယူသေးလေဆိုတဲ့လောကနေတီတိုင်းမိမိထက်တက်ကြီးဝါကြီးသူများအားပူဇော်ကြတော့ကြတာဟာကျမတို့မြန်မာနိုင်ငံသားများရဲ့ဒလီတစ်ခုပဲဖြစ်ပါတယ်။ဒီဒလီကိုနှစ်90တိုင်အောင်ထိမ့်သိမ့်လာခဲ့ပြီးနှစ်စဉ်ပူဇော်ကြတော့ပဲများကျင်းပနေတာကတော့မြန်မာရုပ်ရှင်လောကသားများရဲ့ရုပ်ရှင်တက်ကြီးပူဇော်ပဲဖြစ်ပါတယ်။ချစ်ကလေးသားပါတော့မိဘပြည်သူညီကုံမောင်နှမများအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့အော်တိုဘာလ17ရက်နေ့ရာဆိုရင်တော့မြန်မာရုပ်ရှင်နေ့ပဲဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့မြန်မာရုပ်ရှင်နေ့အခမ်းအနားနဲ့ ချိန်90မြောက် ရုပ်ရှင်တက်ကြည့်ပူဇော်ပွဲကိုရုပ်ရှင်လောကသားများစုပေါင်းပြီးတော့ကျမပြုလုပ်သွားမှာဖြစ်ပါတယ်ရှင်။ကျမပြုလုပ်သွားမယ့်နေရာကတော့မြမရုပ်ရှင်အစီအရုံခန်းမှသာမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာကျမပြုလုပ်သွားမယ်မြမရုပ်ရှင်နေ့အခမ်းအနားနဲ့အချိန်90မြောက်ရုပ်ရှင်တက်ကြည့်ပူဇော်ပွဲအခမ်းအနားအကြောင်းအရာကိုမြမပြည်သူများသိရှိစေဖို့အတွက်ကျမတို့ up to date ဖွဲ့သားများကရိုက်ကူးတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီနေ့ခန္ဓာကိုအပူဇော်ကန်တက်ကြီးရုပ်ရှင်လောကသားများအစိုးရအဖွဲ့မှတာဝန်ရှိသူများ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးလူမင်းနဲ့ရုပ်ရှင်အစည်းအရုံးမှာတာဝန်ရှိသူများအမှုပညာရှင်များစွာနဲ့သတင်းမီဒီယာသမားများတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားကျင်းပတဲ့ခမ်းမဆောင်တွင်မှာကရော့ကန်တက်ကြီးရုပ်ရှင်လောကသားများနဲ့ပူဇော်ကရော့ကြမဲ့အမှုပညာရှင်ပေါင်းများစွာရုပ်ရှင်လောကသားများစွာနဲ့စီကားလာသလိုခမ်းမဆောင်ပြပမှာလည်းစတုဒိတာအလှူမန်းတက်များနဲ့စီကားလာတဲ့အခမ်းအနားတစ်ခုပဲဖြစ်ပါတယ်။အခမ်းအနားဆာမှာတော့မြမရုပ်ရှင်လေးကိုကြိုဆိုတဲ့အထိမ့်မှန်နေနဲ့ ဲချိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ရုပ်ရှင်တက်ကြီးပူဇော်ပွဲကိုစတင်ခဲ့ပါတယ်။သခန်းသားဆာမှာကွင်လွန်သွားပြီဖြစ်တဲ့ရုပ်ရှင်တက်ကြီးဝါကြီးများအားဂုဏ်ပြုသောအပြင်မိနစ်ဝက်ခန့်ညီသက်စွာဆူတောင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ကရော့ကန်တက်ကြီးရုပ်ရှင်လောကသားများနဲ့တဦးချင်းမိတ်ဆက်ပေးခဲ့ပါတယ်ရှင်။ဆက်လက်ပြီးတော့ Sky နဲ့ရုတ်တန်လိုက်မှတက်ကြီးရုပ်ရှင်လောကသား142ဦးအတွက်လှူဒန်းမှုအစုစုကိုတာဝန်ရှိသူများကလက်ခံခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ ပူဇော်ကြော့ငွေနဲ့ကြော့ပစ္စည်းများကိုတာဝန်ရှိသူများနဲ့အမှုပညာရှင်များမှကိုရိုင်းကိုကြပေးအပ်ပူဇော်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကရော့ကန်တက်ကြီးရုပ်ရှင်လောကသားတူဖြစ်တဲ့ဘဘစီသူဘုတ်ကလေးတင်အောင်မှဩဝါဒစကားပြောကြခဲ့ပါတယ်ရှင်။ဟုတ်လားတောင်းကြလို့တောင်းဝင်ပတ်တည်နေရတယ်။အမှုပညာရှင်များကလည်းဒီလိုတောင်းနေကြဘူးလား။ မီကိုပြောပြီးတော့ဆက်ကနာမည်ကိုပြေကြကပြေကြဒီနေ့အခမ်းအနားမှာကရော့ကန်တက်ကြီးရုပ်ရှင်လောကသားများရဲ့ပိဋိစကားသားများကိုလည်းခုလိုပဲကြားသိကြရပါရဲ့ရှင်။ဒီနေ့ပွဲတော်ပြောစရာရဲ့အများကြီးပဲ။ဟာလုံးဝပွဲတွေကပို့ပြီးတော့ကောင်းလာတယ်။လူကြီးရဲ့စီမင်းတော်တင်လာတော့ကောင်းပါလေ။အဲဒီစီမင်းတရားခက်တဲ့လူကြီးတွေတွေကို အတက်ဖက်နဲ့အောင်မှာပဲထိုင်ကောင်းတယ်သူတို့လည်းကျွန်တော်တို့ပဲကိုယ်တိုင်စီးဟောပါလို့ဆိုတော့ကျွန်တော်တို့ပဲဥမဲဆိုတာလက်ကြီးမယ်လက်ကြီးလို့မသေးရင်ကောင်းပါလေဟိုဒီနေ့မှာပေါ့နော်ဟိုကလေးတွေမျိုးဆက်သစ်တွေလည်းစုံစုံလင်လင်နဲ့နောက်အမေတို့လိုတက်ကြီးဟွာကြီးတွေလည်းစုံစုံလင်လင်နဲ့တွေ့ရတဲ့အတွက် နော်အသက်ရှည်ကြတယ်ဆိုပြီးစိတ်ထဲမှာပီတိဖြစ်မိပါတယ်ဝန်းလန်းတာပါတယ်အားလုံးနဲ့တွေ့ရတာ哦အမေတို့အနုပညာတက်တားမှာလျှောက်လာခဲ့တာအမေတို့ကတောက်လျှောက်တော့လေကိုယ့်ရဲ့ဟိုဆရာသမားပေါ့နော်ဟိုကားတကားရိုက်တယ်ဆိုတာဒါလိုက်တဲ့ဟာဆရာပဲအဲဆရာရဲ့ညွန်ကြားချက်ကိုငါသားတွေသမီးတွေလိုက်နာကြပါလို့ဒါမှမျိုးဆက်တဲ့အသက်ရှည်ရှင်နဲ့အနုပညာလမ်းကြောင်းကိုဆက်လျှောက်နိုင်မှာ နော်နားထောင်ကြပါလို့အမေကအမေဆန္ဒပြုပါတယ်။အော်ဝိတ္တရောမပြောနဲ့ပေါ့လေ။ကိုမိတ်ဆွေဟောင်းနေလည်းပြန်တွေ့ရတယ်ဟဲ့လား။ အာမတေတဲ့လူတွေအခုပြန်တွေ့ရတယ်လူဒါပေါ့ပူဇော်ကြောကြတဲ့အမှုပညာရှင်များရဲ့ရင်းနှီးကခန်းစားချက်တွေကိုလည်းအခုလိုပဲမေးမြန်းပြခဲ့ပါရရှင်အဲမမတာမငယ်ဘွားပေါ့နော်80နဲ့မမစတက်တာဆို83ခုနှစ်လောက်တည်းကစတက်တာဒါပေမဲ့ကြားမှလည်းကိုလည်းတစ်ခါကျပြက်ကွက်တာလေးတော့ရှိတာပေါ့နော်တက်နိုင်သူတော့လာပြီးဂါရာပြုတ်ပါတယ်ဘာဖြစ်လို့ဆိုဒီမှာက မမတို့လူပညာလောကရဲ့အဖေအမေအရင်းနေဆိုမားပါဘူးသွေးသားတော်စားမှာမဟုတ်ဘူးတနေ့တနေ့မှာအဲဆက်မှုပညာရှင်ပဲဖြစ်ဖြစ်နော်တိကျဆောင်အဖေအမေနေရာပဲဖြစ်ဖြစ်ပေါ့နော်လက်ပွန်တရီနေခဲ့ရတဲ့မိသားစုဆွေမျိုးတွေပါပဲသူတို့လာပြီးတော့ဂါရပြူရတဲ့အတွက်ဦးချရတဲ့အတွက်အမတမကိုရီဘက်ကလေဟိုဟိုတနေ့တခါမလန်တဲ့နမမလာလာပြီးတော့ဟိုနှစ်ချဖြစ်လာပြီးတော့ဂါရပြူရတာကိုကို့အတွက်အမှန်ကိုရှင်းတတ်ပါတယ်အော်တကြီးမှုတော်ဘယ်လို့လုပ်တော့ကျွန်တော်တို့မင်းသားစားဖြစ်တဲ့ရပါတော့မပြစ်ခင်နဲ့လုံနေတာပါ မြန်မာစားပြတော့လေနှစ်စဉ်တည်းရန်ကုန်မှာရှိတဲ့အခြေဆိုရင်အမြဲတမ်းတက်ဖြစ်ပါတယ်ဟိုဒီလိုပူဇော်ပွဲလုပ်တာတကယ်ကိုကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုလိုចောင်းသားဘွားတော်ကလည်းចောင်းသားဟိုဆရာပြီးပါတယ်ပူဇော်ပွဲတွေအမြဲတမ်းကြောတယ်ဒီလောကပြောင်းပြီးတော့ရေရှင်လောကလည်းရောက်လာတော့လေအခုလိုရေရှင်လောကမှာကိုလိုဟိုဟိုမြင်ခဲ့ရတဲ့တင်ခဲ့ရတဲ့ကြားခဲ့ရတဲ့ဆရာတွေပေါ့နော်ဒီတကြီးပြီးပါတယ်အားလုံးတက်စီတေရှာကြောရတာတကယ်လည်းကုသရပါတယ်တကယ်လည်းသူတို့ရဲ့ ဟိုပြန်ပြီးတော့မျှဝေပေးတဲ့မြစ်တောက်ကိုလည်းတကယ်နားနဲ့ကြားပြီးတော့ရတယ်ပေါ့နော်အဲကြည်နူးရပါတယ်အရန်ဟိုဝါသပါတယ်ဒါကျွန်တော်တို့ရဲ့အဖေမေလို့ဖြစ်နေကြတဲ့ကျွန်တော်တို့ရဲ့ဟိုနှစ်ပေါင်းများစွာဆောတဲ့တကယ်ဝိုင်းရင်တပါရင်ပေါ့နော်မိဘတွေကိုကျွန်တော်တို့ပြန်ပြီးတော့ပူဇော်ရတဲ့သဘောမျိုးလေးဆိုတော့ဒီလိုပွဲမျိုးလေးကိုနှစ်စဉ်အလိုစီကားတိုက်မြိုက်စွာနဲ့တကယ်ကိုအားတက်တရောပါဝင်ပြီးတော့အခုလိုမျိုးလေးပွဲလေးတွေလုပ်ရတာကိုအရန်ကိုဝမ်းသာပါတယ်ပီတီလည်းဖြစ်ပါတယ် င်လေးသားပါတော့မိဘပြည်သူညီကိုမောင်နှမများရှင်ဒီနေ့မှာကျမတို့ update ဖွဲ့သားများကမိဘပြည်သူများတဲ့ရိုက်ကူးတက်ဆက်ပေးကြတာကတော့မြမရုပ်ရှင်နေအခမ်းအနားနဲ့အချိန်90မြောက်ရုပ်ရှင်တက်ကြည့်ပူဇော်ပဲအခမ်းအနားအကြောင်းရမှာပဲဖြစ်ပါတယ်ဒီ season ကိုကြည့်ရှုလိုက်ရမိဘပြည်သူများအနေနဲ့လည်းမိမိထက်တက်ကြည့်ဝါကြည့်သူများကိုပူဇော်ကြတော့ကြတဲ့ဒီအခမ်းအနားလေးအတွက်သာဓုခွန်နိုင်ရလိမ့်မယ်လို့ယုံကြည်မိပါတယ်ဒါပဲဒီအခမ်းအနားကိုတက်ရောက်လာတဲ့မိဘပြည်သူများချစ်မြတ်လို့ကြတဲ့ရုပ်ရှင်ချင်းမိဘပြည်သူများချစ်မြတ်လို့ကြတဲ့အမှုပညာရှင်မောင်းများစွာကိုမြင်တွေ့လိုက်ရတဲ့အတွက်ကြောင့်လည်းစိတ်ကျေနပ်မှုရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင် ကြည့်ရှုအားပေးကြရတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးကိုကျေးဇူးထူးပဲတင်ပါတယ်မိဘပြည်သူများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်